င်္ဂလာပါဟုတ်ကဲ့အဲတမင်းလွတ်မြောက်သွားတဲ့အကြောင်းလေးပေါ့နော်အာတတေခံချင်လဲဆိုတော့ဒီမှာတတေခံလို့ရပါတယ်ပေါ့နော်အားလုံးလည်းလွတ်မြောက်ခြင်းရတော့အောင်ကြာတိတဲ့လူတွေလည်းဖျားတခင်တတ်နိုင်တဲ့အကြောင်းပေါ့နော်ဆိုတော့တတေခံဟုတ်တမင်းတို့ချင်ပေးပါတယ်ဟင်းရှေ့စားဖျားတခင်ကြီးဆိုတော့ချီးမွမ်းနေဒီနေ့တိုင်းဒီအကောင်ဆုံးကိုစောက်ပေးအတွက်လည်းဖျားကြီးဆုတင်နေမြေ လက်တာထဲမှာဆိုရင်ကိုကကြုံတွေ့ခဲ့တဲ့အရာလေးဆိုရင်တကယ်ဥနေနဲ့ဆိုတကယ်စိတ်သက်သာဝမ်းနေဖို့ကောင်းတဲ့အရာဖြစ်တယ်ပေါ့မြေတက်တာမှာတကယ်မိဘတွေလည်းမရှိဖေမေလည်းမရှိတဲ့အတွက်ကြောင့်သူများအိမ်မှာပဲကြီးပင်းခဲ့ရတဲ့အတွက်ကြောင့်ကိုယ့်ရဲ့စိတ်သက်ကခဏခဏကြာခဲ့တယ်ဒါပေမဲ့တစ်ချိန်မှာဘုရားအရှင်ယေရှုဆိုတဲ့အရာနဲ့တယောက်ကလာပြောပြဘူးလေဒါပေမဲ့အချင်းချင်းညင်းပယ်ခဲ့တဲ့တည်း ရေရဝင်းင်းပယ်ပြီးနောက်သူကလည်းလုံးဝလက်မလျှော့ပဲလာပြီးပြန်ပြန်ပြောပြတယ်ပြောပြတဲ့ဆင်မှာအမေရဲ့တတမှာတကယ်သူဖျားကိုမီဆန်းဖို့အတွက်လက်ခံလိုက်တဲ့အရာဖြစ်တယ်လက်ခံလိုက်ပြီးတဲ့အရာမှာလုံးကြီးယုံကြည်ပြီးသွားဖြစ်တဲ့အချိန်မှာလည်းအင်းကိုယ်တတမှာလုံးဝမလွတ်မြောက်မလွတ်မြောက်တဲ့တတပေါ့အမေရဲ့တတထဲမှာဆိုတကယ်စိတ်စိတ်ညစ်ဝမ်းနေရတဲ့အရာတွေ ယောဂါဆိုတော့ယောဂါလည်းရှိတာပေါ့ယောဂါဆိုရင်တွေးကင်စာတွေးကင်စာယောဂါတောင်ရှိခဲ့တာပေါ့ဒီတွေးကင်စာယောဂါနဲ့ကို့မှာကို့ဘသူမှလည်းပြည့်စုံပေးမဲ့သူလည်းမရှိပြီးတော့စေကုသနဲ့အချင်းကြတော့လေငွေကြီးကလိုတဲ့အတွက်ကြောင့်ဒီဒီယောဂါကြောင့်လည်းအမျိုးမျိုးဒုက္ခအင်းစိတ်ခဏခဏဝမ်းနေခဲ့ရတယ်ပေါ့တွေးကင်စာနော်တွေးကင်စာနဲ့ဘသူမှတွေးအာနဲ့တွေးနှာခေါင်းတွေးရှံနဲ့ သူကမတက်နိုင်တော့ဘူးဆိုကိုကိုစိတ်သက်ခဏခဏကြာခဲ့တယ်ဆေးရုံလည်းသွားခဲ့တယ်ဒါဆေးရုံမှာဆိုရင်ခဏခဏအနေ့တိုင်းလုံလုံနှာခေါင်းသွေးရှန်နေအမ်ပါဇက်တဲ့ကသွေးထွက်တယ်အဲ့လိုမျိုးပြီးဖြစ်တယ်ပြီးတော့သွေးသွင်းတဲ့သွေးသွင်းတဲ့အချိန်မှာဆိုလို့ရှိရင်လည်းသွေးသွင်းခဲ့တယ်နောက်ချိန်နေကြတော့ပြန်ညကောင်လာတဲ့အချိန်မှာကျတော့ကိုကိုအမ်ဒုမမတက်နိုင်တော့ဘူးဆိုပြီးစိတ်သက်တော်တော်ကြာပြီးတဲ့အချိန်မှာ ကိုကိုတက်တည်ဖို့အကျဉ်း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 ခါခါလောက်ခဲ့တယ်ပေါ့အဲတကယ်စက်သက်စီးတွေတော့မတောက်ဖို့အတွက်လှုပ်ပေးပြီးတကယ်ချင်းတယောက်ကအဲ့လိုလာလာတားလိုက်တာဖြစ်တယ်ပေါ့လာတားလာတားပြီးတဲ့အချိန်မှာသူကလာလာတားတော့ကိုလည်းဒီဘာလို့လာတားတာလဲဆိုအဲ့လိုမေးတဲ့အချိန်မှာသူကနင်ဒီလူ့ဘဝတွေကိုရောက်လာတာဟာကိုကိုတက်တည်ဖို့မဟုတ်ဘူးနေ့ရက်ယောဂကိုဖျားသခင်တက်နိုင်တယ်ဆိုတဲ့အရာနဲ့တို့ကအဲ့လို အားပေးတဲ့အရာမှရှိတာပေါ့ဒါပေမဲ့တို့ရဲ့အားပေးတဲ့အရာမှတစ်ကိုယ့်ရဲ့စိတ်ကစိတ်တက်ကအရင်ကြနေတဲ့အကြောင်းစမ်းစာကြောင်းတော့တခဲတယ်ကျန်းစာကြောင်တက်ခဲ့ပေမဲ့လည်းတက်တာမှအလုံးဝမလွတ်မြောက်ဘူးဖြစ်တယ်။ဘယ်နှလားလောက်တက်တယ်။အင်းကျန်းစာကြောင်၃လလောက်တက်ခဲ့တာပေါ့။ကျန်းစာကြောင်၃လတက်ခဲ့တဲ့အချိန်မှာလည်းလုံးဝတင်းတန်းချောင်းပေါ့လေ။တက်တာထဲမှာလည်းမလွတ်မြောက်ဘူး။ကျန်းစာအဖះနဲ့လည်း သွာလာခြင်းဆိုတာလဲအပြုတ်อ่ะဖះကိုနေရာလဲမပေးဘူးပေါ့ယုံကြည်မှုဆိုတာလဲဖះကိုရှိတဲ့အတွက်ကြောင့်ကိုရတနာဖះကိုပဲမပုံအပနဲ့လူတွေကိုပဲအမိရခိုခလုံးမိခဲ့တဲ့အရာတွေပေါ့အခုချိန်မှာတနေ့ကျတော့မိုင်းတရထမတကယ်ယောဂကလည်းဆိုးလာပြီးတော့စံစာကြောင်းတက်နေနေလဲဖះကိုအချိန်ချင်းမေးတယ် ဖခင်တမီးဖို့အလိုတော်ရှိရဆိုရင်ဖခင်ကောင်းဆုံးသောနေရာကိုပို့ဆောင်ပေးပါမယ်အဲ့လိုမျိုးကျင်ကျင်စုတောင်းခဲ့တယ်ဒါပေမဲ့ဖခင်ကလုံးအမ်ချက်ချင်းအပြေမပေးဘူးဆိုတဲ့အရာပေါ့ဒီနေ့မှဒီမှဒီအင်းဒီစကန်ဆီမှာဘလဲဆွေလို့ဆိုရဲအမ်ဖခင်ကြောင့်ကိုဒီနေ့လိုက်ခဲ့လိုက်တာဒီနေ့လိုက်ခဲ့ပြီးတဲ့အချိန်မှာအမ်ငွေချင်းနေအားလုံးလိုက်ခဲ့ဆီမှာဘလဲဆွေလို့အိမ်မှာဟို မေဖို့အတွက်ပေါ့ဇမားကပြောပြောတဲ့အချိန်မှာအတော့ကလည်းကိုကနေမကောင်းဘူးဒီတွေးခင်စားရှိတယ်ဆိုတော့အလုပ်လုပ်ဖို့လုံကနေဖို့အဆင်မပြေဘူးလောက်ဘူးဆိုပြီးငင်းပယ်ခဲ့ဒါပေမဲ့ဖျားကိုပြန်ဆုတောင်းတယ်ဖျားသခင်သမီးကိုဖျားသခင်အလိုတော်ရှိတဲ့နေရာမှာပဲထားပေးပါဆိုတဲ့အရာနဲ့ဆုတောင်းတဲ့ဆီမှာဖျားကထမဒီကိုပို့ပို့ဆောင်ပေးပို့ဆောင်ပေးတဲ့အချိန်မှာလဲကိုရဲ့တက်တာက မလွတ်မြောက်တဲ့အတ္တတာဖြစ်တဲ့အတွက်ကြောင့်ဒီကိုလာတဲ့အချိန်မှာလဲယောဂါကတစ်ခေါက်ပြန်ဖြစ်သွားသေးတာဖြစ်တယ်။တစ်ခေါက်ပြန်ဖြစ်ပြီးတော့ပြန်သွားလိုက်ရသေးတယ်။ပြန်သွားလိုက်ပြီးတော့တညာလောက်အိပ်ပြီးတညာလောက်ပဲကြာတယ်ဒီနေ့ဒီအိမ်မှာတညာလောက်အိပ်ပြီးဟိုမရချောင်းကိုပြန်သွားခဲ့တာပေါ့ပြန်သွားခဲ့ပြီးတဲ့အချိန်မှာတကယ်ဖခင်ကစကားပြောလာတာပေါ့ငါထားတဲ့နေရာမှာတင်ပါကြောင်းမနေရလဲဆိုရရတယ် ဖះကညဘက်မှာစကားပြောလာတဲ့အစကဖះစကားပြောတယ်လို့မထင်ခဲ့ဘူးပေါ့တငယ်ချင်းကိုခေါ်လို့နင်ငါကောစကားပြောတာလားဆိုတဲ့ရာနဲ့တငယ်ချင်းကိုတမီးပြန်မေးခဲ့တယ်ဒါပေမဲ့တငယ်ချင်းကငါပြောတာမဟုတ်ဘူးငါအိတ်နေတယ်ဆိုပြန်ဆူတောင်းနေမှာဖះကဒီလိုဒီလိုဖះစကားပြောတဲ့အချိန်ဖះကဖះစီကနေအတန်တော်ကြားရမယ်ဆိုရရင်ကိုကိုကိုတောင်မှမထင်မှတ်ခဲ့ဘူးဒါပေမဲ့ဖះကအညာမှာအကောင်းဆုံး စကားပြောခဲ့ပေးတယ်အကောင်းဆုံးနေရာကိုပို့ဆောင်ပေးတယ်ဒီနေရာကိုခုဒီကိုပို့ဆောင်ပေးတဲ့အချိန်ခါမှာဆိုရင်တကယ်လာရောက်တဲ့ရောက်တဲ့အချိန်မှာဆိုရင်ကျမရေလုံးဝမကောင်းစမ်းမဆမကအချိန်ချင်းစူတောင်းပေးတယ်ချိန်ချင်းနေဖြတ်တောက်ပေးတဲ့အချိန်မှာမင်းနာတက်တာလာတယ်တက်တာလာပြီးတဲ့အချိန်ကဲသူမြတ်ချင်းတင်နှန်းကိုတက်လိုက်တဲ့အချိန်မှာတကယ်ပဲကိုယ့်ရဲ့တက်တာထဲမှာရှိခဲ့အရာတွေမှအစအလုံးကတကယ်လွတ်မြောက် လွမြောက်သွားရရတဲ့ခွင့်ကိုပေးတယ်ပြီးတော့သွေးကင်စာဆိုတဲ့အရာလည်းဘုရားသခင်ကပျောက်ကွင်းရပျောက်ကွင်းရတဲ့ခွင့်ကိုဘုရားကပြင်ဆင်ပေးတယ်ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းတယ်ခုဆိုရင်ကျမကြီးဆိုအားလုံးကောင်းသွားတာဖြစ်တယ်သွေးကင်စာရနေပြီးတော့တော့မှအားလုံးအရှင်ကောင်းသွားတာဖြစ်တယ်ဟိုကဟိုကဆိုရင်မိန်းကလေးရဲ့တဘာဝပေါ်ညလာစင်လာတဲ့အချိန်မှာဆိုရင်လည်း ိတ်ကအဲ့လိုခဏခဏစိတ်တူတက်တဲ့အနေပါလေအဲ့လိုလာပြီးဟိုလာဆင်လာပြီးဆိုလို့ချင်းလုံးဝလူစိတ်လို့မရှိတော့ဘူးအဲ့လိုလာလူစကားလာပြောတာနဲ့အရင်စိတ်တူချင်းနဲ့စိတ်ရှိတာပေါ့အဲ့ရရေပါအစစမကအဲ့လိုတောင်းတောင်းပေးလိုက်တဲ့အချိန်မှာဒီလေအဲ့ရရေကနေလဲစာရင်ရက်လက်ကွက်ကနေပြီးလွမြောက်သွားခဲ့ရတဲ့ခွင့်ကိုညာကဖြစ်စီပေးတဲ့အတွက်လဲညာကျေးဇူးတော်ချီးမွမ်းတယ်အခုဆိုရင် တကယ်ဖះကပေးတဲ့လွတ်မြောက်ခြင်းရတဲ့အချိန်မှာဖះရဲ့ပေးတဲ့စူကြည်စုပေါ့အဲ့ဒီထီတောင်မှာဖះကဘုဆောင်အုံပြုပေးတယ်ပြောလဲဝဉ္ဉောက်ပေးဝဉ္ဉေစုကျေစုပြန်ရရရှိခွင့်ရရှိတဲ့အခွင့်ကိုပြင်ဆင်ပေးအတွက်ဖျားခင်ကျေးဇူးတော်ရှင်ပါနဲ့စူတောင်းစူတောင်းတဲ့အချိန်မှာဆိုဖျားကယူပါယုံအဖြစ်ဖျားဖျားရဲ့ဖွင့်ပြချက်ဆိုအခုဆိုရင်အားလုံးကိုဖျားကဖွင့်ပြပေးတာဖြစ်တယ် ရက်ဒီရောဂါဆိုရင်တော့အမ်ဖျားရဲ့ဟိုအတင်းတော်တွေအတင်းတော်ကြပါအစဒီအိမ်ချမ်းကြီးအတွက်ပါအစဖျားကအားလုံးဖွင့်ပြပေးတဲ့ຢာလေးလဲဖျားရဲ့စကားပြောခြင်းလဲခံစားရလာတာဖြစ်တယ်အတွက်လဲတတိတတိခံစင်တာပေါ့အအခုလိုမျိုးကျမလိုမျိုးဘဝဘဝမှာရှိခဲ့တဲ့လူတွေရှိခဲ့ရင်လဲစိတ်ပြတ်ဝမ်းနည်းနေဖို့မဟုတ်ဘူးပေါ့ကိုယ့်ရဲ့တတ်တာမှာငယ်ဖျား ဖျားခင်ရှိတယ်ဆိုတဲ့အရာကိုပြန်လဲပြီးတော့ခွန်အားယူပြီးကိုယ့်ရဲ့တက်တာမှာဖျားကိုအပြည့်ဝနေရာပေးလိုက်တယ်ဆိုရင်ကိုယ့်ရဲ့တက်တာမှာရှိနေတဲ့အရာအားလုံးကဖျားကအရာအားလုံးကိုတောင်းဝင်ယူပေးမှဖြစ်တဲ့ဆိုတဲ့အရာနဲ့ပြန်ပြီးခွန်အားပေးချင်တာဖြစ်တဲ့မတက်တာမှာဆိုခက်ခဲတော့ခက်ခဲတော့အချိန်တွေကိုအများလုံးအများဆုံးကြော်ဖြတ်ခဲ့ရတယ်ကိုယ့်ရဲ့ဘဝမှာအချိန်ချင်းဆိုရင်တက်တေဘိုးတော်ဆိုရင်နှစ်ခါလောက်ဆိုရင်နှစ်ခါလောက်ရှိရင်တက်တေဘိုးလောက်ခဲ့တဲ့အရာတွေရှိတယ် ါပေမဲ့ဒီຢာထဲကလည်းဖះကအကောင်းဆုံးလွတ်မြောက်ရတဲ့ခွင့်ကိုပြင်ဆင်ပေးတဲ့ကျေးဇူးတော်ချင်းမွန်နဲ့အခုမခွန်အားပေးချင်တာဖြစ်တယ်မလို့အခုလိုမလို့လူတွေရှိနေလို့ချင်းလုံးဝစိတ်တက်မကြပဲနဲ့ဖះကိုခက်အားကိုဖို့ရေးဖြစ်တဲ့ဆရာနဲ့အတိခံချင်းဖြစ်ပါတယ်ရစီတိုင်းဖះရှင်ကောင်းကြည့်ပေးပါစီအမေရရှင်ကျေးဇူးတော်ချင်းမွန်နဲ့ဒီတမီးကအခုကဆိုလို့ရှိရင်နှာခေါင်းကြွေးရှင်တာလည်းမရှိတော့ဘူး နှောင်းသွေးအော်အရင်တော့ကသွေးအံခဲ့တာလေအခုကမအံတော့ဖြစ်တယ်အခုချိန်မှာကအာကိုခန္ဓာစိတ်ဝိညာဉ်၃ပါးလုံးလွတ်မြောက်ခြင်းကိုခံရတာဖြစ်တယ်ဘုရားရှင်ရဲ့ကျေးဇူးတော်ချီးမွမ်းတယ်သူအာဘုရားရှင်ကအမှုတည်ပြုပေးတယ်ဖြစ်တယ်ဆိုတော့အာကျွန်မသူ့ဆူတောင်းပြီး နောက်ပိုင်းမှာပေါ့နော်ဆိုတော့အာပြန်ပြီးတော့အတင်းတော်မှာအာအာလူမြောက်ချင်းပေါ့နော်လူမြောက်ချင်းတင်တန်းတလေးပလင်းအဲ့ဒါပြန်ပြီးတော့စေကျော်ချင်းအမျိုးမျိုးပေါ့နော်ဆိုတော့ အာဒီတမင်းကရပြီးတဲ့အချိန်မှာတာ၍တာ၍လွတ်မြောက်ခြင်းနဲ့ကျမ်းမာခြင်းနဲ့ဆုကျေးဇူးကိုဘုရားရှင်ကတာ၍တာ၍ထဲ့ပေးလာတဲ့အရာတွေကိုသူကတက်တက်ခံပေးခြင်းဖြစ်ပါတယ်အတိကအာဘုရားသခင်အမှုတည်ပြုပေးတဲ့အရာတွေဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းခြင်းဖြစ်တယ်သူ့လိုဖြစ်တဲ့လူတွေလည်းရှိကြမှာဖြစ်တယ်ဒါကြောင့်မလို့တယောက်မှအားမငယ်ပဲနဲ့အဲ့ဒီ အဲကဲတင်ရှင်ရှိတယ်ပေါ့เนาะအဲ့ဒါဖြစ်တယ်ဆိုလို့ရှင်ဘုရားသခင်လက်ထက်မှာမတက်နိုင်တဲ့အရာမရှိဘူးဘုရားသခင်ကအမှုတည်ပြုပေမဲ့ဖြစ်တယ်ဆိုတဲ့အရာပေါ်မှာပြန်လဲပြီးတော့တက်တက်ခန့်ချင်းအဲဖြစ်တယ်ပေါ့เนาะတည်တမီပေါ်မှာလည်းဘုရားရှင်ကောင်းကြီးပေးပါစေ